ကဲဒီတစ်ခါမှာတော့မတွေ့ရတာကြာပြီဖြစ်တဲ့ချစ်တငယ်ချင်းတွေအတွက်အလွယ်တကူရှာလို့ရတဲ့ပါဝင်ပစ္စည်းတွေနဲ့အာဗန်လေးရှိုံနဲ့အိမ်မှာလွဲကူမြန်ဆန်စွာလှုပ်ရှားလို့ရမယ့် carrot cake လေးလုပ်ပြလိုက်ပါရစေ။အရင်ဆုံးမုံလောက်ကိုခွန်းသွားတတိလေးတွေချစ်ထားမယ်။ပြီးတော့မှွေဆက်ရှိရင်လည်းတုံးလို့ရပါတယ်။စီရီကတော့ချိတ်ဆက်ကိုပဲအသုံးပြုထားပါတယ်။ဘတ်စုံသုံးဒုံမော အယောင်လေးလှတော့အောင်လို့တကြားညူအရသာအချိုအတွက်တကြားအဖြူအိမ်မှာချက်နေကြစီဒါမှမဟုတ်ထောဘက်ထည့်လို့ရပါတယ်ပြီးရင်ကြက်ဥလေးတွေဖောက်တဲ့ဘေကင်းပေါ်ဒါဘေကင်းဆိုဒါလည်းထည့်ပါအရသာလေးလေးပင်ပင် ဖြစ်တော့အောင်စားလေးနည်းနည်းထည့်အားလုံးရောထည့်ပြီးဝိုင်းတော့တမတော့အောင်ငွေပေးဒီကတော့အသားကြိတ်တဲ့ကြိတ်ဆက်မလို့အချိန်ပြင်းတဲ့အတွက်အချိန်နည်းနည်းလေးပဲငွေပေးရပါမယ် okay ဒီအနေထားလောက်ဆိုရင်ဇလုံးကြီးကြီးတစ်ခုတည်းကိုပြောင်းထည့်ဇလုံးထဲမှာတော့ကြက်ဥခောက်တန်းနဲ့ဆက်ပြီးမှုလို့ရပါတယ်။တကြားတွေအားလုံးပျော်သွားပြီဆိုရင်ခုနကချစ်ထားတဲ့မုံလာဦးအနီတွေထည့်။တေချာမှုပေးပြင်းတော့မိမိကြိုက်နေတဲ့ဟာစပြစ်တိကြောက်အရသာလေးပိုစိန်အောင်လို့တီဟိုစီလေးပါထည့်လိုက်ပါတယ်။ ဒီနေရာမှာတော့ almond, walnut, pecan nut စတဲ့ nuts မျိုးစုံကိုထည့်လို့ရပါသေးတယ်။ပြီးရင်တော့ဖုတ်မဲ့ပန်းလေးကိုမကတ်သွားအောင်စီတုပ်ပေး။အကလုံးနှံ့သွားအောင်လို့တေချာလေးတုပ်ပေး။ရပြီဆိုရင်တော့ခုနကဖြော်ထားတဲ့အနှစ်တွေအကုန်လုံးရော့ထည့်။အကုန်လုံးထည့်ပြီးသွားပြီဆိုရင်တော့လေမခိုအောင်လို့ဘန်းလေးကိုစောင့်ချပေး။ရပြီဆိုရင်တော့အပူချိန်180 degree C ကြိုတင်ပြီးအပူပေးထားတဲ့ oven ထဲကိုထည့်။ပထမဦးဆုံးမိနစ်40လောက်အရင်ဖုတ်ထားပေး။မုတ်သားလေးတွေတော့မြင်တဲ့အတိုင်းပဲပွလာပါပြီ။ မိနစ်40ပြည့်ပြီးသွားတဲ့အချိန်မှာတော့ကြက်မကြက်ကိုအလဲကနေဒုတ်ကလေးနဲ့ထိုးပြီးတော့ဆန်းသက်ကြည့်ပါထိုးဆက်လိုက်တဲ့ဒုတ်တန်လေးကိုဆန်းကြည့်ပါခြောက်သွေးမှုဖြစ်မနေသေးဘူးဆိုရင်အထဲမှာမကြက်သေးပါဘူးနောက်ထပ်မိနစ်20ထပ်ပုတ်လိုက်ပါတယ်အားလုံးပေါင်းကြာချိန်တနာကြီးဖြစ်သွားပါတယ်ကဲအခုတော့ကိတ်မုန်လေးကြက်သွားပါပြီအပြင်ကိုထုတ်ပြီးအေးခံတာအေးတော့ပြီဆိုရင်တော့ကိတ်မုန်လေးတွေကိုလိုးတလိုလှီးပြီးတော့စားလို့ရပါပြီ ိမ်မှာဖုတ်တဲ့ကိမုံဆိုတော့မိမိစိတ်ကြိုက်အစာပလာတွေထည့်ပြီးတော့ဖုတ်ပေးသွားလို့ရပါတယ်။ကြည့်လိုက်ပါဦးကိမုံသားလေးကအပေါ်ရန်ကမမလေးနဲ့အထဲမှာနူးညံ့ပြီးတော့စပစ်တီးချောက်ကလေးတွေနဲ့တီဟိုစစ်လေးတွေကတော့မြင်တာနဲ့စားကျင်စရာပါပဲ။ကိမုံအနှံ့လေးကလည်းမှုေးနေရပဲ။ချစ်တဲ့ငယ်ချင်းတို့စားပါဦး။စီဒီကတော့ကော်ဖီတောက်လို့မရလို့နွားနိုလေးနဲ့တို့ပြီးတော့စပက်ရှယ်ကြိတ်လိုက်ပါတယ်။မနက်စာအဖြစ်ပဲစားစား။ညနေအစာပြေထိထိုင်းမှာပဲစားစား။ အရန်ကိုစားလို့ကောင်းပါတယ်။အိမ်မှာကိုယ်တိုင်စိတ်ကြိုက်ဖို့တဲ့ကိတ်မုံလေးဆိုတော့တန်ရှင်းပြီးစားလို့လည်းကောင်းတယ်။ချစ်တဲ့ငယ်ချင်းတို့လည်းလဲလို့ကြည့်လိုက်တော့နော်။ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းစေးကြောရေတုပ်အဝိနဲ့အုပ်